ချဲစီအသင်းကလန်ဒန်ဒါဘီမှာစပါးကိုအနိုင်ရရှိခဲ့ပြီးတော့တကူကိုမရှိဆိုတဲ့ရလက်ထပ်ပုံမူပြတ်သားတဲ့ပွဲတစ်ပွဲကိုကစားခဲ့တယ်။ချဲစီရဲ့ကစားပုံတော်တော်လေးကောင်းပြီးတော့စပါးကတော့အင်မတန်စုပ်ပြတ်တဲ့ခြေစွမ်းကို ပြသခဲ့တာဖြစ်ပါတယ်။ အားလုံးပဲမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါရစေအခုတင်ဆက်ပေးချင်တာကတော့ Spanil Chelsea 1 layer ပြ review ပဲဖြစ်ပါတယ် Spa အသင်းကတော်တော်လေးဆိုးရွားတဲ့ခြေစွမ်းကို ပြသခဲ့ပြီးတော့သူတို့အသင်းရဲ့အင်ကွင်းပရိသတ်တွေဟာပွဲစဉ်တလျှောက်လုံးမှာအသင်းကိုအားမလို့အားမရတောက်လျှောက်ဖြစ်ခဲ့တယ်ဘူးလုံးတဲ့အသံတွေကျွန်တော်တို့မကြာခဏကြားရတယ်အဲ့လိုမျိုးလှုပ်ချင်းနဲ့ထိုက်တန်လောက်အောင်ပဲစပါးအသင်းရဲ့ကစားပုံကတော်တော်လေးခြာခဲ့တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာ ကန်ချက်3ချိန်ပဲရှိခဲ့တယ်3ချိန်စလုံးကိုမိုဟာမက်ကူဒူးစ်ကန်သွင်းခဲ့တာပေါ့နော်အဲ့တော့ပထမအဦးဆုံး5ပေါက်ကန်ချက်ကမိနစ်30လောက်မှစပြီးတော့ရတယ်အဲ့တော့စပါးဟာဒီပွဲကိုသူတို့အားတာတဲ့လက်နက်ပေါ့နော်သူတို့အားတာတဲ့လက်နက်ဆိုတာ round ball တွေကစားမယ်အမြင့် ball တွေကစားမယ်ဆိုတဲ့ပုံစံမျိုးအဲ့ဒီ pattern ကိုသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်အဲ့တော့ဘောထလူစင်းကိုကြည့်ကလေးကတိုက်စစ်အတွက်မဟုတ်မဲ့ကူဒူးစ်နဲ့ရန်ဒမ်ဘူလို့ခေါ်ရနေပဲပါတယ်။ကျန်တဲ့ကစားသမားတွေကဘယ်တော့မှ ကွင်းလေကစားသမားပယ်ရီဗော့နံပါတ်10ရုမှာပါပဲမှာတော့ဆာကွင်းလေမှာကဖယ်လင်ညာနဲ့ဘန်ဒန်ခိုอ่ะအဲ့တော့လုံးဝချယ်ဆီကိုဒီဘော်ဒီဂျင်းရှင်ဖို့ဘက်တယ်ရင်းဆိုင်ဖို့အတွက်ပြင်ဆင်လာပြီးတော့သူတို့အတွက်ဒီဂိုးရရှိဖို့အတွက်ကိုတော့တခြားသောနီလန်နေပေါ့နော်အတူတူဖြစ်နေသူတို့အမြင်ဘောတွေတုံးမယ်စကန်ဘောတွေကောက်မယ်အဲ့စကန်ဘောတွေရဲ့ဘက်တယ်စီမှာအနိုင်ယူမယ်ဒီလိုပုံစံမျိုးပြောမယ်ဆိုတော့ Thomas Frank ဟာ Brand Food Imitant San နဲ့နီလန်ကိုအသုံးချဖို့အတွက်ပြင်ဆင်လာတယ် ဒါပေမဲ့အဲ့ဒါကလုံးဝအလုံးမဖြစ်ခဲ့ဘူး Chelsea အသင်းကဒီပွဲမှာသူတို့ရဲ့ဒီမကြုံးမှုကိုပြတာသွားတယ်ပေါ့နော်ဘတ်ဒဲစ်တွေမှာတော်တော်များများကိုလည်းသူတို့အနိုင်ယူခဲ့တယ်အထူးသဖြင့်အရေးကြီးတာက area ဘတ်ဒဲစ်တွေမှာ area ဘတ်ဒဲစ်တွေကိုအသာယူခဲ့တယ်ပြီးတော့ Spa အသင်းက set piece တွေကိုတောက်လျှောက်အသုံးချဖို့စ조사ခဲ့တယ်ပြီးတော့ long throw in တွေကိုအသုံးချဖို့စ조사ခဲ့တယ်အဲ့ဒီအနေအထားတွေအကုန်လုံးမှာ Chelsea က တချို့အနေအထားတွေမှာသူတို့ခံစစ်ကစားသမားတွေမဖြတ်နိုင်ဘူးဒါပေမဲ့ Robert Sanchez ကသူ့ရဲ့မြင်မာတဲ့အရက်ရှီလျားရဲ့လက်တွေကိုအသုံးပြုပြီးတော့ high claims တွေတောက်လျှောက်ပြုလုပ်ခဲ့တာကိုတွေ့ရတယ်။ဒါကြောင့်မလို့ Spurs အသင်းကသူတို့ပြင်ဆင်လာတဲ့တိုက်စစ်လက်နက်လုံးဝအသွင်ပြတ်သွားပြီးတော့ဒီပွဲမှာဘလို့မှကိုထုတ်ဖောက်လို့မရတဲ့အနေအထားအထိဖြစ်သွားတယ်။အဲ့တော့ပွဲချိန်တွင်းမှာတော့ live ပြီးတော့ Thomas Frank အနေနဲ့ပြင်ဆင်မှုတွေပြုလုပ်တယ်။ဒါပေမဲ့ဒါကြီးကဘလို့မှအချိန်မမီတော့ဘဲနဲ့ပွဲကလုံးဝ Spurs အသင်းအတွက်ဘလို့မှကို ပေးတဲ့လို့လို့မရတော့တဲ့ပွဲအဖြစ်အသွင်ရောက်သွားတယ်။ Chelsea အသင်းကတော့တပွဲလုံးကစားသွားတာတော်တော်လေးတည်ငြိမ်တယ်။ပြီးတော့သူတို့တွေတည်ရပြီးတည်ရပေါ့နော်။စပါးကညံ့လေ Chelsea ကပိုကောင်းလေဆိုတဲ့အနေအထားမျိုးကိုလည်းပြသခဲ့တယ်။ပြီးတော့ဒီပွဲမှာသူတို့ရဲ့ pressing တော်တော်လေးအားကောင်းတယ်။ပြီးတော့ဒီအခွင့်အရေးတွေအများကြီးရခဲ့တယ်။ကိုပေါက်တဲ့ကန်ချက်တွေလည်းအချင်းချင်းရခဲ့တယ်။ big chance လို့ပြောရမှာတယောက်ချင်းလွတ်သွားတဲ့အခြေအနေတွေလေ၄၅၆ချိန်ရှိခဲ့တယ်။ဒါပေမဲ့ Chelsea တကူပဲရခဲ့တယ်။အဲ့တော့ ရှာကြံပြီးတော့အပြစ်တင်ရမယ်ဆိုရင်တော့ Chelsea အသင်းဟာဒီလောက်လွတ်ခဲ့တဲ့ပွဲမှာဒီလောက်အခွင့်အရေးတွေအများကြီးရခဲ့တဲ့ပွဲမှာဘာဖြစ်လို့တကူပဲသွင်းနိုင်တာလဲလို့ကျွန်တော်တို့ပြောရလိုက်မယ်။ဒါကတော့ရှာကြံပြီးတော့အပြစ်တင်ရမယ်။နောက်စင်ပွား bonus အမြင်ပေါ့လေ။ဒါပေမဲ့ဒီပွဲကိုကစားသွားတဲ့အခြေခံဒီချင်းကမှုကတော့တော်တော်လေးကိုကောင်းတယ်။ ချဲစီအသင်းတွေနဲ့အသင်းကြီးတွေနဲ့ယင်းဆိုင်တဲ့အခါမှာ၃လ၃ထားရှိတဲ့ပုံစံအတိုင်းပဲကွင်းထဲမှာ regions ပါလာတယ်မလိုဂူဆိုကညာလောက်ခံကစားတယ်ပေါ့နော်အဲ့တော့တချို့ပွဲတွေမှာမလိုဂူဆိုကကွင်းထဲမှာကစားတယ် region ကညာလောက်ခံကစားတယ်ဒီပွဲမှာတော့ regions ကွင်းထဲမှာကစားခဲ့တယ်ကစားတာတော်တော်လေးကောင်းတယ်ပြီးတော့ Moises Kanci တို့ကဒီပွဲရဲ့လုံးဝဘိုးချုပ်ပဲသူကဘောလုံးတွေကို recovery လုပ်တယ်ပြီးတော့ရှေ့ကိုပြန်ပြန်ပြန်ပြီးတော့တွဲပြီးတယ်ပြီးတော့နောက်ဆုံးအနေနဲ့ဆိုရင်ဒါ သူရသွားတဲ့ကိုပေါ့နော်ရသွားတဲ့ကိုဆိုရင်သူ့ရဲ့ဒီ pressing အရန်ကောင်းကောင်းနဲ့ဒါဝင်ပြီးတော့နှစ်ချိန်တိတိလူတယ်လူပြီးတော့ဒီမှာ van van ကိုပါသူဝင်လူပြီးတော့ရသွားတယ်ပေးသွားတာလည်းတကယ်ကောင်းတယ်ကျော်ဘတ်ဒရိုလည်းအကောင်းဆုံးအဆုံးသက်သွားတယ်ကျော်ဘတ်ဒရိုကတော့ဒီပွဲမှာသူ့ရဲ့ဒီပြီးခဲ့တဲ့ပွဲတွေအကုန်လုံးထပ်ပို့ပြီးတော့လွတ်လပ်တဲ့ပွဲတစ်ခုကိုကစားခဲ့ရတယ်ဘာလို့လဲဆိုတော့ spaning ကသူ့ကိုခွင့်ရေးတွေအများကြီးပေးနေတာပေါ့နော်လွတ်ကိုလွတ်နေတယ်စပါးကစားလား ခန်းစစ်ကြီးဟာတတာကြီးဖြစ်နေခဲ့တာကိုတွေ့ရတယ်။ကျွန်တော်ဘဒူကပထမပိုင်းမှာလည်းခွင့်ရေး၃ချိန်ရခဲ့တယ်။ဒါပေမဲ့တကူပဲသွင်းနိုင်ခဲ့တယ်။ channel ၂ချိန်မှာတော့ Vicario ကိုမကျော်နိုင်ခဲ့ဘူးပေါ့နော်။အဲ့တော့ Vicario ကဒီပွဲမှာတော်တော်လေးကောင်းတယ်။ Spago တို့မှ less one ပြခဲ့လို့လည်း Chelsea အသင်း at least နောက်ဆုံးမိနစ်မှာရရှိခဲ့တဲ့ခွင့်ရေးတွေဟာ2-0ဖြစ်သွားနိုင်တဲ့အနေအထားပေါ့နော်။အဲ့တော့အဲ့ဒီအနေအထားမှာဒါ Jamie Giddens ကလည်း move ထောက်ခံခဲ့တယ်။ကျွန်တော်ဘဒူရဲ့အပိုင်ပိတ်ဖို့မှုကိုပြီးတော့ကျွန်တော်ဘဒူလွတ်သွားတဲ့အခြေအနေမှာလည်း ဘိုးသူမကာသွားတာတော်တော်ကောင်းတယ်ပေါ့နော်အဲ့တော့2-0အနည်းဆုံးဖြစ်ရမယ်ပွဲဒါပေမဲ့ Chelsea ကအဲ့ဒါတော့မဖြစ်ခဲ့ဘူးဒီပွဲကိုသူတို့တွေအနေနဲ့အသင်းကြီးရင်လည်းကဲ Chelsea ကပိုကောင်းတယ်လို့ပြောလို့ရတယ် Chelsea ရဲ့ဒီ setup ကအသင်းကြီးရင်လည်းကစားတဲ့ခါမှာပိုပြီးတော့အလုပ်ဖြစ်တယ်ပိုပြီးတော့တည်ငြိမ်တာကိုတွေ့ရတယ်ဒါတော့မှဒီပွဲကတောင်မန်စားသမားတွေဖြစ်တဲ့ Patrone Tonekana Choro ရဲ့ အဲဆွမ်းဆောင်ရုပ်အသိမရရှိဘူးအထူးသဖြင့် patronetro ပေါ့နော်တပွဲလုံးမှာသူကဘောလုံးအပြက်တွေအရမ်းများတယ်ဆုံးပြည့်ချက်တွေမှားတယ်တခါတလေကျရင်တယောက်တည်းပြင်းနေရင်လည်း basic ကြော်သွားတာမျိုးတွေတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ patronetro ရဲ့ concentration ကတော့အောက်နေရလို့ပြောလို့ရတယ်ကာနာချိုကတော့မစိုးဘူးမစိုးတဲ့အနေအထားပဲရှိတယ်ကောင်းတော့မကောင်းဘူးအဓိကကတိုက်စစ်ကိုပုံဖော်ဖို့အတွက်သူတို့စီကနေဒီပုံပုံကောင်းမွန်တဲ့ဓာတ်ရိုက်ပါဝင်ပတ်သက်မှုလိုအပ်တယ်ပေါ့နော်အခုကကျတော့ပြင်းနေတာပဲရှိတယ်အဲဒီတိုက်စစ်အတွက် progressive ဖြစ်တဲ့တကယ် progressive ဖြစ်တဲ့တကယ်အကျိုးရှိတဲ့လှုပ်ရှားမှုတွေတိတ်ပြီးတော့မတွေ့ရအောင်ကွင်းလေကကောင်းလွန်းလို့သာအဲ့တော့ဒီကွင်းလေကကောင်းလွန်းလို့သာဆိုတဲ့အချက်ကတော့အရေးကြီးတယ် regains လည်းတော်တော်ကောင်းတယ်ကွင်းလေမှာကစားစိမ့်လည်းကောင်းတယ်ညာလောက်ခံနေရစင်ကစားတော့လည်းကောင်းတယ် vice versa တို့ကတော့ perfect ပဲ anso fernandez ကလည်းဒီဘွဲကသူ့အကြိုက်ပွဲမျိုးပေါ့နော်သူ့အနေနဲ့ဒီတာတိုလေးတွေပေါ့နော်မီတာ10မီတာလောက်ပြေးမယ်ပြေးမယ်10မီတာလောက်ပြေးမယ်ပြေးမယ်အဲ့လိုပုံစံမျိုးကွင်းလေမှာတောက်လျှောက်လွတ်နေခဲ့တာကိုတွေ့ရတယ်အဲ့တော့ တော်လေးကိုသဘောကျတဲ့ Chelsea သဘောကျတဲ့ဆက်တာပေါ့နော်အဲ့တော့ Chelsea အနေနဲ့ကျွန်တော်တို့ပြန်စဉ်းစားကြည့်တဲ့အခါမှာဒီလိုမျိုးပွဲကြီးတွေကိုပိုကြိုက်တာလားဆိုတာမျိုးတွေးလာရတယ်ပွဲကြီးဆိုရင် Chelsea ရဲ့ကစားပုံပို့ပြီးတော့ကြောက်ကြောက်ရရနဲ့ထိတိမိမိရှိတာကိုတွေ့ရတယ်ပြီးတော့ဒီဘက်မှာနောက်ထပ်အရေးပါတဲ့အချက်က long throw တွေကနေဘောလုံး Chelsea ရတယ်ရပြီးရင်ချက်ချင်း good transition တွေပြန်လုပ်ပြီးစပါးကိုတောက်လျှောက်ထိုးနှက်နိုင်ခဲ့တယ်အဲ့ဒီအချက်ကလည်းစပါးကိုတော်တော်ဒုက္ခပေးနိုင်ခဲ့တယ် အထူးသဖြင့်တော့ Robert Sanchez ပေါ့နော်အဲ့တော့လက်နဲ့ပြစ်ပေးတာတွေ6လောင်းနဲ့ကန်တင်ပေးတာတွေရောသူ့ရဲ့ဒီ long ball ability ကအရင်ကောင်းတယ်ဒီဟာကိုကျွန်တော် PSG အသင်းနဲ့ပွဲကလေးကမြင်တွေ့ခဲ့ရတယ်ပြီးခဲ့တဲ့ရာသီမှာလည်းရန်ဖန်ရန်ခါမြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီစွမ်းဆောင်ရည်ကို Robert Sanchez ဒီပွဲမှာလည်းဆက်ပြသွားတယ်ဒီ Patronetro ကိုလှမ်းပြီးတော့တင်ပေးလိုက်တဲ့ကန်ချက်ဆိုကျွန်တော်မျိုးလုံးနဲ့မထွက်တော့တော်တော်လေးမိုက်တယ် အဲဒီ account ထဲမပေါ်လိုက်တာပဲရှိရ idea နဲ့ campaign ချက်ကတော့တော်တော်သဘောကျဖို့ကောင်းတယ်အဲ့တော့ Chelsea အသင်းအနေနဲ့ဒီဘက်မှာသူတို့ရဲ့ tactical action တွေမများလုံနိုင်တယ်ပြီးတော့သူတို့ရဲ့ queen leg ကလည်းတော်လေးအသက်ဝင်တယ်အဲ့ဒီခါမှာ Chelsea ကြွားရွာနေတာကိုမြင်ရတယ်အထူးသဖြင့်တော့ transition base transition base ပွဲတွေဆိုရင် Chelsea ကပိုကောင်းတယ်အဲ့တော့ဒီလိုမျိုး open ဖြစ်တယ် first space back ကိုသွားတယ်ကိုဘက်ကလည်းကိုဆော့ဆော့ရထားတယ်ဒီလိုအခြေအနေမျိုးမှာ Chelsea ကပိုထိရောက်တာတွေ့ရတယ်ကိုဘက်ကကာယမီတော့ AACC ကစားရတယ် ဒီ slow pace ဖြစ်သွားတယ်ပေါ့နော် fast pace မဟုတ်ဘူး slow pace ဖြစ်သွားတယ်ဆိုရင်တော့ Chelsea ရုံးကန်တရားဆယ်ပဲခိုးပါမှပြန်ပါလာရင်တော့ပြေလည်ကောင်းပြေလည်နိုင်တယ်ဒါပေမဲ့လက်ရှိအခြေအနေမှာတော့အခုလိုပွဲမျိုးကတင့်တော်တယ် spa က slow pace ပွဲကိုသွားဖို့အတွက်ဥတည်လာခဲ့ပေမဲ့ပွဲရဲ့အနေအထားကသူတို့ဘောလုံးမကင်နိုင်တာကြောင့် Chelsea pressing ပေးရင်ကိုယ့်ကိုကားရရေလုတ်တယ်ကိုယ့်ကိုကားရရေလုတ်ပြီးတော့ရှေ့ကိုဘောလုံးမပေးနိုင်ဘူးဘာလို့လဲဆိုတော့ progressor ကမရှိဘူး ခန်းစစ်တယ်မှာဒီရူမီရိုကလည်းမပါဘူးပေါ့နော်ငကိုတဲကတော့တန်းဆိုရဲ့ဖန်ဒီဗန်ရဲ့ကွင်းလေကဘောလုံးလက်ခံရယူရမယ်ကစားသမားတွေကလည်းဘောလုံးကိုတောက်တောက်တာလေကင်ထားလိုက်တယ်ကစားသမားတွေမဟုတ်ဘူးအဲ့တော့အမြဲတမ်းကစံကရင်နဲ့ဖြစ်ပြီးတော့တစ်ချိန်လုံးဘောလုံးတွေကအဖိတ်အဆင်များတယ်ပေါ့နော်စပါဘက်ကကြည့်မယ်ဆိုတော့အဲ့တော့စပါကတော်တော်လေးကိုဒါပြုတ်ပြေယူရမယ်ဒါကျွန်တော်အနေနဲ့ဒီကျွန်တော် channel မှာတော့ကျွန်တော် spa ပွဲကြောင်းတိတ်မပြောပေမဲ့ကျွန်တော် soccer house မှာဆိုရင်အမြဲတမ်းပြောလို့ရှိတယ်ပေါ့နော်ရလက်တွေကောင်းတယ် အခုချိန်ကြည့်တဲ့ဒါအဆင့်3မှာရှိနေလို့မှာ Chelsea က9နိုင်နိုင်ွားလာအပေါ်မရောက်လာသေးဘူး၄ ठी ပဲရောက်လာသေးတယ်။ Spy Yellow တွေကောင်းတယ်။ဒါပေမဲ့အဲ့ဒီ Yellow တွေ sustainable မဖြစ်ဘူး။ဒါတစ်ချက်ပြီးတော့နောက်ထပ်တစ်ချက်က Spy ကိုအသင်းကြီးလို့သတ်မှတ်တယ်ပေါ့။သူတို့ပြည်သက်တွေကလည်းအသင်းကြီးလို့သတ်မှတ်တယ်ပေါ့နော်။အဲ့တော့အဲ့ဒီအသင်းကြီးလို့သတ်မှတ်တဲ့အသင်းတွေကသူတို့လိုချင်တဲ့ကစားဟန်ရှိတယ်။ Spy အဲ့ဒါနဲ့ away လို့နေသေးတယ်။ဖြည်းဖြည်းချင်းသွားနေကြတော့မှန်ပေမဲ့ away လို့နေသေးတယ်။အဲ့တော့အဲ့ဒီအချက်တစ်ချက်ကအရေးကြီးတယ်။ဒီဘွဲမှာဆိုရင်ပြည်သက်တွေက ်ပထမပိုင်းပြီးခင်ဒီမှာလဲလို့ဘူးကျွန်တော်အတန်မကြားမိမယ်အဲ့လိုပုံစံမျိုးကျွန်တော်မြင်တွေ့ရတယ်ပွဲပြီးတဲ့အချိန်မှာတော့ဘူးဆိုပြီးတကွင်းလုံးထအော်တဲ့ပုံစံမျိုးတွေကျွန်တော်ကြားလိုက်ရတယ်ပြီးတော့ကန်နေတဲ့အချိန်တွေမှာပဲစပါအင်ကွင်းဒီကွင်းထဲမှာထိုင်ကုန်လွတ်တယ်ဖြစ်ဖြစ်သွားတာကျွန်တော်တို့မြင်တွေ့ရတယ်ဘောနော်ဒါကဒီလက်ဖြစ်ပေါ်တွေဖြစ်တဲ့အချိန်တွေမှာဆိုအရင်တည်တာတယ်အဲ့တော့စပါပရိသတ်တွေကသူ့အသိန်းကိုဒါစိတ်ပြက်နေတယ်ဆိုတဲ့အခြေအနေဒီပွဲမတိုင်ခင်ရှေ့တွေမှာလည်းကျွန်တော်တို့အများကြီးကြားထားရတယ်ဘောနော်အဲ့တော့ဒီအခြေအနေကမကောင်း အသင်းကိုအများကြီးပြည့်ဝင်းစေတယ်ဘလုံးအသင်းတသင်းဆိုတာကပြိတ္တနဲ့ဒီဆက်နွယ်နေ energy ကအဲ့တော့အဲ့ energy ကြီးကဒီဘက်မှာလောကပြတ်သွားပြီးတော့ဘာပြတ်သွားလဲဆိုတော့စပါးကစားသမားတွေကဒုတိယပိုင်းမှာကစားကွက်ဒီတင်ရမယ့်အခြေအနေတန်ဖိုးတင်ရမယ့်အခြေအနေမတင်နိုင်ဘဲနဲ့လောကနီးပြခိုင်းထားတဲ့ game plan ကတမျိုးသူတို့လေ့ကျင့်ထားတာတမျိုးပြိတ္တတွေရဲ့ action ကတမျိုးပွဲတဲ့အခြေအနေကတမျိုးအဲ့ဒီကြားထဲမှာလောကအယုံဆုံးအယုံရှင်းဆုံးကျွန်တော်တို့ဖန်ဆက်ကားလည်းပြောတာအကြောင်းပြောင်းနေတယ်ဆိုတဲ့အနေထားကိုကျွန်တော်တို့မြင်ရဒါကြောင့်မလို့လေ ဝိုးရဖို့လိုနေတယ်ကန်သွင်းချက်တွေမလုံနိုင်ဘာမှအောင်မမြင်ခဲ့ရဘူးပြီးတော့ဒီ long throw တွေ set piece ကလည်းအလုံးမဖြစ်ဘူးပြီးတော့အဲ့ long throw တွေ set piece ဆိုတာလည်းရဖို့အတွက်ဆိုရင်ကိုယ့်ဘက်ကဘောလုံးမများရဘောလုံးမများရပြီးတော့အနေရဆုံးနေတဲ့သွားသွားပြီးတော့အနည်းဆုံးတော့တောင်ပန်းဆုံးနေမှာရှိရမှာတောင်ပန်းဆုံးနေရကန်တင်ကန်တင်မှာလူထိပြီးတော့တောင်ကဘောဖြစ်ဖြစ်မဖြစ် long throw တွေဖြစ်ဖြစ်အဲ့လိုမျိုးအခု spa ရတဲ့ long throw တွေ set piece တွေကအဲ့လိုပုံစံမျိုးမဟုတ်ဘူး ဘက်တရီရင်ဆိုင်ရင်လည်းကွေးလေမှာဆက်ပြီးကြရတာမျိုးအဲ့ဆက်ပြီးကြနေမှာတဖြည်းဖြည်းဆွဲသွားရင်လည်းလက်ပြပေါ်ရတောင်းကံပေါ်ရအဲ့လိုအခြေအနေပဲရှိပြီးတော့အဲ့ဒီဆက်ပြီးတွေက string alive ပေါ့နော်1 2 3 4ဇက်တိုက်ဇက်တိုက်ရသွားတာမျိုးရှိပြီးတော့အဲ့တနေရာလေးတစုတနေရာလေးတစုအဲ့လိုမျိုးဖြစ်နေရအောင်တွေ့ရဒါဟာဘာကိုပြသတယ်လဲဆိုတော့စပါးဟာပွဲကိုလုံးဝထိန်းချုပ်နိုင်ခြင်းမရှိဘူးအသင်းငယ်တဲ့အသင်းလောက်တော့ထိန်းချုပ်နိုင်ခြင်းမရှိဘဲနဲ့စပါးရဲ့ပွဲကစားပုံ game mode လေးကြီးကလုံးဝပြန့်ကျဲသွားတာတွေ့ရဒါကြောင့်မလို့လေ ဒီပွဲလာရုပ်ပြဆင်ပြဖြစ်ခဲ့ရတယ်အခု Chelsea လုတ်ပြသွားတာကအဝေးခွင်းကြီးမှာစပါးကအိမ်ခွင်းကြီးမှာ3ခု4ခုလောက်ပြတ်သွားနိုင်တဲ့အနေအထားကြီးကိုခံခဲ့ရတာပေါ့နော်ဒါ Chelsea ဂိုးသွင်းမသင့်ကြလို့ at least 2-0ဖြစ်ကိုဖြစ်ရမယ်အနေအထားမျိုးရှိတယ်3-0 4-0ဖြစ်ဖို့လည်းဘာမှမခက်ခဲဘူးစပါးဘက်ကပြန်ကြည့်မယ်ဆိုရင်ဝိုးရဖို့အခွင့်အရေးတစ်ကြိမ်မှမရှိဘူး expected goal ဆိုရင်ဒါ0.1လောက်ပဲရှိမယ်ဘာလို့လဲဆိုတော့3ကြိမ်ပဲခံခဲ့ရတဲ့ပွဲလုံးမှာအဲ့3ကြိမ်ကလည်းဘလို့မှမကူးနိုင်တဲ့အနေအထားတွေတစ်ကြိမ်လောက်ပဲ ဒီ Robert Sanchez အနေနဲ့ကာကွယ်လိုက်ရတာပေါ့နော်အဲ့တော့ဟိုကန်ချက်ကိုကာကွယ်ရတာပေါ့နော်ဒီကန်ဖို့စူးစမ်းပြီးဂိုးသွင်းမှုစူးစမ်းတဲ့ long ball တွေ crossing တွေကိုတော့ Robert Sanchez တော်တော်ကာကွယ်ခဲ့ရတယ်ကောင်းလည်းကောင်းခဲ့တယ်ပေါ့နော်အဲ့တော့ Chelsea ဟာဒီပွဲမှာလိုအပ်နေတဲ့နိုင်ပွဲတစ်ခုကိုရယူခဲ့တယ်ဒါယာယီအဖြစ်အဆင့်၄ကိုတက်လာခဲ့တယ်သူတို့ရဲ့ကစားပုံမှာလည်းဒီအားနည်းချက်တွေတော့ရှိနေသေးပဲအဲ့ဒါကဘာလဲဆိုတော့ဒီလောက်ခွေရေးအများကြီးရပြီဒီလောက် open ဖြစ်နေတဲ့ပွဲမှာတော့ဘာဖြစ်လို့ goal တွေပြည့်ပြည့်စုံစုံဖြစ်အောင်မသွင်းနိုင်ရတာလဲ အဲ့တော့အိတ်ချက်ကအရေးကြီးတယ်အသင်းကြီးသင်းအတွက်ပို့ပြီးတော့အရေးကြီးတယ်ချဲစီကအဲ့ဒီအချက်တော့လိုနေသေးပဲကျန်တဲ့အပိုင်းတွေမှာတော့အရာအားကောင်းခဲ့တယ်ပြီးတော့သူတို့ရဲ့အားနေချက်ကန်စစ်ဆက်ပီးစ်လောင်းသူတို့လောင်းဘောဒီအရာတွေမှာလည်းတော်တော်လေးအားကောင်းခဲ့ပြီးတော့ physical အားနေတယ်လို့သတ်မှတ်ခံထားရတယ်တကယ်လည်းဖြစ်နေတယ်ချဲစီအားနေချက်တွေရှိတယ်အဲ့အားနေချက်တွေကိုလည်းသူတို့ဒီပွဲမှာကောင်းကွယ်သွားနိုင်အောင်တွေးရတယ်ဒီအချက်တွေနဲ့ပတ်သက်လို့တော့ Morris ကကိုချီးကျူးရမယ် Spartan ကတော့ အဖြေရှာဖို့အတွက်အရန်အရန်ကိုလိုအပ်နေတဲ့အချိန်တွေရောက်နေပြီရလက်တွေကစိုးနေတာမဟုတ်ဘူးအရန်ကြီးမစိုးနေဘူးလက်ရှိအချိန်ထိယာယီအဆင့်သုံးနေရမှာရှိနေသေးတယ်ဒါပေမဲ့အခုလိုမျိုးပြိသက်တွေနဲ့အရန်အလန်းဝေးခွာပြီးအစေးမကတ်တဲ့အခြေအနေတွေဖြစ်လာပြီဆိုရင်ပြိုလဲဖို့လွယ်လွယ်လေးပဲပြိသက်ထောက်ခံမှု0ဆိုတဲ့အနေအထားကကစားသမားတွေကိုနီးပြကိုရရိုက်ခတ်မှုအင်ပတန်ကြီးတယ်သူတို့ဟာသူတို့ကျွမ်းကျင်တဲ့နီးလန်းနဲ့သွားရမှာလားဒါကိုခိုင်းငယ်ဝေးပြန်ကွေးရမှာလားဆိုတဲ့အနေအထားတွေအများကြီးကြုံတွေ့ရဖို့ရှိနေတယ်ဗောနော်ဒီဘက်မှာလည်း အဲ့ဒီအစေးမကတ်ချင်းကနေစပားကိုအခုလောက်ထိစိုးအောင်ဆွဲချသွားတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပြီးတော့မူရင်း game plan အတွက် very ball လို့ကစားသမားတွေရတယ်ဒါပွဲအစမှာပဲပေါ့နော်မတော်တဆဥကောင်းတဲ့ရရှိသွားတာဖြစ်တဲ့အတွက်မလဲချင်ဘဲနဲ့လဲလိုက်ရတယ်ပေါ့နော်အဲ့တော့ဒါကလည်းပွဲကိုရိုက်ခတ်မှုတော့ကြီးမာခဲ့တယ် service simons ဝင်လာပဲမဲ့ service simons ကဒီရာဒီသူကစားတဲ့ပွဲအကုန်လုံးနဲ့မှာအညံ့ဆုံးပွဲတစ်ပွဲကိုပြသခဲ့တယ်အမှားယွင်းတွေလည်းများခဲ့တယ်ဘောလုံးဆုံးရှုံးမှုတွေလည်းများခဲ့တယ်ပြီးတော့စပါးရဲ့ ခန်းစစ်ကလည်းဒီဘက်မှာအလွန်အလွန်ဒါ short ရေခဲ့တယ်ပေါ့နော်အဲ့တော့ tackling နေများရင်များလိမ့်မယ်ဒါ tackling နေများဆိုတော့ဘာဖြစ်လို့လဲဆိုတော့မလိုအပ်ပဲနဲ့ဘောလုံးတွေအရန်ဆုံးရှုံးနေလို့ပေါ့နော်အဲ့တော့ကြုံကြည့်လိုက်မယ်ဆိုရင်စပါအတွက်ဒီရဒီမှာအစိုးရဆုံးရှုံးခွဲလို့ကျွန်တော်တို့သတ်မှတ်ရပါလိမ့်မယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ